ိုကာဟာပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်ပိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘက်ကိုဒေါင်းလုပ်ရယူပြီး promo code 1 soccer house နဲ့အတူအကောင်းဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးတွင်ွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ ဆိုင်ဘာဂိမ်းနဲ့အခြားအကစားနည်းတွေပြင်အခါအလျောက်စွာရှိနေတဲ့ promotion တွေကနေစူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။အားလုံးမင်္ဂလာပါဆော့ကာ house ရဲ့တင်ဆက်မှုနဲ့ကြိုဆိုပါရစေ။ကျွန်တော်အခုဒါတောင်းသသွားမယ့်အကြောင်းအရာကပြီးခဲ့တဲ့ဒီ Chelsea နဲ့ Arsenal အသင်းတို့ရဲ့ပွဲမှာဒီ Chelsea အသင်းရဲ့ပေါ့နော်ဒီ Arsenal ရတဲ့ ပေါင်ကန်ဘောတွေပြီးလောင်းသရိုးတွေကိုကာခွေတဲ့ setting ပေါ့ defensive setting အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဆိုတော့အခုဒီအကြောင်းအရာကိုဆွေးနွေးတာက Chelsea နိုင်ခြင်း Arsenal နိုင်ခြင်းတေချာခြင်းနဲ့မဆိုင်သလိုဟို Chelsea အသင်းဟာပုံမှန်နီလန်နဲ့နိုင်ခြင်းရှုံးခြင်းတေချာခြင်းတွေဆိုရင်လေဒါကျွန်တော်ပြောစရာမရှိတဲ့ content ပေါ့နော်အခု ဒီမှာဘာကြောင့်ပြောရတယ်ဆိုတော့အာဆနယ်အသင်းရဲ့ဆက်ပီးစ်တွေကိုကျောက်စီအသင်းရဲ့ကာဝယ်ပုံအဲ့ကာဝယ်ပုံကတခါကျွန်တော်ထပ်ပြီးတော့ပြောစရာရှိတာကကျောက်စီရဲ့ဆက်ပီးစ်တွေကိုကာဝယ်ပုံကောင်းခြင်းမကောင်းခြင်းအဲ့ဒီအရာနဲ့လေမသက်ဆိုင်ဆိုဆိုင်းသလိုရှိပေမဲ့တကယ်တော့အဲ့အကြောင်းလည်းမဟုတ်ဘူးအဓိကအဖြစ်တော့ချယ်စီရဲ့ ခက်ခံစစ်နေရာယူတဲ့ပုံစံတောင်းကန်ဘောတွေမှာအာဆနယ်အသင်းရဲ့အားသာချက်တစ်ခုဖြစ်တဲ့လမ်းနပုံတစ်ခုဖြစ်တဲ့တောင်းကန်ဘောတွေမှာ Chelsea အသင်းရဲ့ template Chelsea ကစားသမားတွေအထိုင်ချထားတဲ့ setting အဲ့ဒီဟာကအသစ်ဖြစ်နေလို့ဒါလို့ဒီဘွဲမှာအာဆနယ်အသင်းကတောင်းကန်ဘောဆယ်ချိန်ရတယ် Chelsea ကပုံမှန်အတိုင်းပဲ ကာဝယ်တယ်တခြားအသင်းတွေလိုပဲရှေ့ပွဲတွေလိုပဲသူတို့ကိုယ်တိုင်ရဲ့ရှေ့ပွဲတွေလိုတို့မဟုတ်တခြားပွဲစဉ်တွေလိုကာဝယ်တယ်ဆိုရင်၁၀ဂျင်ရတယ် Chelsea က၁၀ဂျင်လုံးကိုဘုံမပြအောင်ကာဝယ်နိုင်လို့လေဒီအကြောင်းအရာကပြောစရာမရှိဘူးအခုကအာဆနယ်ကဒီတပွဲလုံးမှာတောင်းကန်ပေါ်၃ဂျင်ပဲရတယ်ပထမပိုင်း54မိနစ်အကျော်မှာအာဆနယ်တောင်းကန်ပေါ်စရာအဲ့ဒါနှစ်သင်းစလုံးအတွက်ပထမဆုံးတောင်းကန်ပေါ် တောင်းငံပေါ်ရှားတယ်ပေါ့နော်အဲတကြိမ်ပြီးတော့အဲပထမပီးကန်နေနာကျင်အချိန်မှပီးကန်နေ48 49လောက်မှာအာဆင်နယ်နောက်ထပ်တစ်ကြိမ်ထပ်ရတယ်အမှနှစ်ကြိမ်ပထမကအာဆင်နယ်တောင်းငံပေါ်နှစ်ကြိမ်ချယ်ဆီတောင်းငံပေါ်မရပဲပြီးသွားတယ်ဒုတိယပိုင်းပြန်အစမှာချယ်ဆီတောင်းငံပေါ်ရတယ်ချယ်ဆီအတွက်ပထမဆုံးတောင်းငံပေါ်တပွဲလုံးအတွက်ဆိုတတိယမြောက်တောင်းငံပေါ်မှာဒီချယ်လိုပါကိုယ်တော်ကလည်းတောင်းငံပေါ်ကနေပြီးတော့ race ကျင်ပြီးတောင်းငံပေါ်ကနေ ပြီးတော့ဒီဆက်သွားနေရင်းနဲ့ Chelsea ကနောက်ထပ်နှစ်ကြိမ်ရတယ်ကိုမရတော့ဘူး Arsenal ကနောက်ထပ်တစ်ကြိမ်ထပ်ရတယ်69မိနစ်မှာ69မိနစ်မှာတောင်းကန်ပေါ်တစ်ကြိမ်ထပ်ရတယ်အဲ့တောင်းကန်ပေါ်လေဒီ Arsenal ကိုမရလိုက်ဘူးအဲ့တော့အဲ့69မိနစ်နောက်ပိုင်းနာကျင်အချိန်ပိုထိ Arsenal အသင်းတောင်းကန်ပေါ်ထပ်မရအောင်တပွဲလုံးမှာနှစ်သင်းစလုံးကတောင်းကန်ပေါ်၃ကြိမ်စီပဲရလိုက်တယ်ဆိုတော့တောင်းကန်ပေါ်၃ကြိမ်လေးကိုကာကွယ်နိုင်ခြင်းဟာကျွန်တော်အထူးကပြောချင်တဲ့အကြောင်းအရာမဟုတ်သလို့ တောင်းပေါ်စေချိန်ပဲရအချိန်30ပဲရဘူးမပြေအောင်ကစားနိုင်လို့လေချီကျူးမဲ့တော်လာချီကျူးမဲ့ဟာမို့အခုကအဲ့ဒီ template အဲ့ဒီ setting ကိုချီကျူးကြတာပြီးတော့အဲ့ဒါကလုံးဝအသက်ကျွန်တော်သတိထားမိသမျှကိုကျွန်တော်မြင်မှုသမျှလို့တော့မပြောရဲဘူးကျွန်တော်သတိထားမိသမျှအခုဒီ Chelsea အသင်း Arsenal ရဲ့တောင်းကံပေါ်တွေကိုကာကွယ်တဲ့ setting ဟာလုံးဝအသက် အဲ့တော့ကျွန်တော်ကအဲတောင်းကံပေါ်တဖက်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအမြဲတမ်းတွေးခဲ့တာရှိတယ်။ဟိုဒါကအမြဲတမ်းမဟုတ်ပါဘူး။အခုဒီပွဲမတိုင်ခင်၃တရက်လောက်ကမှဟိုတိတိချာချာပြီးပြီးပြင်းပြင်းကိုကျွန်တော်တွေးပြခဲ့တယ်။ဒါပေမဲ့အဲ့ content ကျွန်တော်မလုပ်ဖြစ်ဘူး။ဆိုတော့ဟိုဒါရိုးသားသားပြောတာပေါက်ဖော်လုပ်တာလည်းမဟုတ်ဘူး။ကျွန်တော်အနေနဲ့ကိုစီတင်စီထိုက်တဲ့နာမည်တစ်လုံးနဲ့ရက်တည်တဲ့အခါမှာမန္တလေးလည်းရှိတယ်မားလေးလည်းရှိတယ်။ဒါပေမဲ့အဲ့ဒါ မှန်ထားတယ်ဆိုတဲ့အရာတခုကိုတခုတကထုတ်ပြောစရာမရှိဘူး။ဒါပေမဲ့ကျွန်တော်တွေးထားတဲ့အတွေ့အကြုံကတောင်းကန်ဘောတွေမှာအာဆနယ်ဘာကြောင့်ပြိုင်ဘက်တွေကိုဒုက္ခပေးတယ်လဲဆိုရင်အဲ့ဒီဒီဘောက်စ်ထဲမှာအထူးသဖြင့်ဘောက်စ်တစ်ခုလုံးထက်ကိုသမာနာတဝိုက်မှာသူတို့တစုတစည်းတည်းနေပြီးတော့အဲ့ဒီအကြောင်းဟိုကျွန်တော်မနေ့ကအာဆနယ်နဲ့မန်ချက်စတာယူနိုက်တက်ပွဲမှာကျွန်တော်ပြောခဲ့မှုတယ်အာဆနယ်ကစားသမားတွေကဥမာအဖြစ် ဘောက်စ်ထဲမှာတယောက်ကိုတနေရာစီပြန့်ကျဲနေရချင်းအားဖြင့်အဲ့ဘောလုံးကစုံတစ်ခုခုကိုရောက်မယ်ကိုယ်ကစားသမားတယောက်ရောက်တော့ဘောလုံးရောက်တဲ့နေရာမှာရှိနေမယ်ဆိုတဲ့ဘက်ကိုသွားတယ်ဒါပေမဲ့အဲ့ဒါကအာဆနယ်ကအဲ့ပုံစံကို ချိုးဖြတ်ပြီးတော့အာဆနယ်ဟာကိုယ်အသင်းရဲ့ဒီဘလိုကောမလဲဆိုတော့အဲ့ဆက်ပီးစ်တွေကိုအသုံးချမဲ့ကစားသမား3ယောက်4ယောက်5ယောက်6ယောက်ဘယ်နှယောက်ဖြစ်ဖြစ်တစုတစည်းရဲ့နေရာယူပြီးတော့တောင်းငမောတွေတင်တယ် တင်းတဲ့အခါကျတော့ပြိုင်ဖက်အသင်းတွေကလည်းအဲ့ဒီနေရာတွေမှာကပဲနော်တခြားစုံလေးဒီမှာလည်းထားတဲ့အခါကျတော့အဲ့ဒီနေရာက4 vs 4 5 vs 5တို့ဖြစ်သွားတယ်အဲ့တော့ပြိုင်ဖက်ကခေါင်းဥပြီးတော့ဖြတ်ထုတ်လိုက်တာလည်းရှိတယ်ဒါပေမဲ့အာဆင်နယ်အခွင့်အရေးရရင်လည်းဂိုးပေါင်နားမှာဂိုးဝင်နိုင်ခင်များသောနေရာတွေမှာစုပြုံတိုးပြီးတယောက်မှတစ်ယောက်တိုက်တာဖြစ်တဲ့အာဆင်နယ်ဟာဂိုးရဖို့များတယ်နောက်တစ်ချက်ကဘိုးသမားရဲ့ပဝင်းကျင်မှာလူတွေအဲ့လောက်ရှုပ်ရှက်ခတ်နေခြင်းဟာကိုယ်သမားတွေတိုင်မဲ့အသင်းတွေရဲ့ကိုယ်သမားတွေဟာ ရှုပ်ရှားခွင့်မရဘူး space မရဘူးအဲ့တော့ကိုသမားဟာလက်ကိုအသုံးပြုခွင့်ရတယ်ဆိုတော့ဒီတကယ်မိကမတ်တာပဲရှိတယ်နာမည်ခံပဲရှိတယ်ကိုသမားတွေကဟိုခုံလိုက်ရင်လေဟိုလူနဲ့ထိဒီလူနဲ့ထိနေအဲ့နေမှာလုံးထွေးပြီးတော့အဲ့ပေါ်လုံးကိုဟန်ချက်ပြတ်သွားတာများတယ်နောက်ဆုံးအာဆင်ကိုရီးယားသွားလို့ရှိတယ်ဆိုတော့အဲ့ဒါကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ကိုသမားပေးန်တာ ဘင်ဒါကို United ခံစစ်ကစားသမားတွေကမကာခွေတဲ့အတွက်ဘင်ဒါစီကပါအကူအညီမရမှာမဟုတ်ဘူးဒါကျွန်တော်အဲ့တော့ငါပြောခဲ့ဘူးလေအဲ့ဒီ content လည်းရှိတယ်ဘာကြောင့်လဲဆိုတော့ United ဟာကိုယ့်ကိုယ်သမားအတွက် space ကိုမလုပ်ပေးနိုင်လို့အဲ့ဒါကနောက်တစ်ခုကအဲ့ဒီပွဲမှာပြောခဲ့ပြီမယ်နောက်ပိုင်းကျွန်တော်ဆက်မပြောဖြစ်တာလားအတင်းတော်တော်များများကအဲ့လိုပဲဥပမာ Manchester City လို့အတင်းမျိုးလဲ Donnarumma ကိုသူတို့အကာအကွယ်မပေးနိုင်ဘူး တော့အာဆနယ်နဲ့ကစားခဲ့တဲ့အခါမှာအာဆနယ်ဟာလုံးထွေးနေမယ်စုပြုံပြီးနေမယ်အဲ့ထဲမှာမှအာဆနယ်ကစားသမားတူအကျိုးရထဲမှာဖြစ်ရင်ဖြစ်မယ်ဝီလန်ဆလိဝါဖြစ်ရင်ဖြစ်မယ်အထူးဖြစ်တော့ကာရီမကာဟေးစ်ပြီးတော့တခြားကစားသမားတွေဟာခေါင်းဥတွေခေါင်းဥတွေခေါင်းတိုက်တယ်ခေါင်းတိုက်တဲ့အခါကျရင်ကိုယ်တွေကို direct တိုက်လို့ရတဲ့နေရာအဲ့လိုတိုက်လို့ရတဲ့နေရာကိုရောက်ဖို့အတွက်အာဆနယ်အသင်းရဲ့တောင်းကံပေါ်တွေက instant gain ဒါကြောင့်ဘယ်သူမှမထီပဲကိုယ်တွေကိုဝင်သွားနိုင်ကြလေရှိတယ်အဲ့ဒီတောင်းကံပေါ်တွေဟာ ကိုဒီကို area ရဲ့ဘယ်ဇုံကမှမရောက်ဘူးကိုရဲကူပဲကန်တာကိုသမားနားတော့ကိုဦးတဲကန်ပြီးတော့ကိုသမားဟာရှုပ်ထွေးနေပြီးတော့ခုံလို့မရဘဲနဲ့အဲ့ဒီအချိန်မှာခေါင်းဥသွားတဲ့သူကစားသွားတယ်ဆိုတဲ့ပုံစံမျိုး so arsenal အသင်းရဲ့ဒီတောင်းငေါ် routine နေဟာတော်တော်လေးလက်ကြောက်စရာကောင်းတယ်တော်တော်လေးလက် effective ဖြစ်တယ်ကိုလည်းတိုးလောက်သွင်းတဲ့အသင်းမရှိဘူးလို့ပြောလို့ရတယ် ဆိုတော့ဒါကအာဆင်နယ်နဲ့ပတ်သက်ပြီးကျွန်တော်မြင်ပါတော့အဲ့တော့ကျွန်တော်ကဘာကိုတွေးလဲဆိုတော့ပြဿနာဟာကိုသမားဟာလက်နဲ့ဖမ်းဝင်ရပါလျင်နဲ့ဘလောက်ဂျမ်မင်ကောင်းတဲ့ကစားသမားဖြစ်ဖြစ်ဘယ်ကိုသမားတူလက်နဲ့ကာကွယ်ခွင့်ရခြင်းကိုကြိုးစားမှရှိတဲ့အတွက်ကိုသမားဟာအဲ့လိုဒီ insinging နေ insinger ပေါ့နော်ကိုောက်ထဲကိုလာတဲ့အချိန်လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ရရင်အဲ့တောင်းကံမိုးတွေပေးဖို့မလွယ်ဘူးအဲ့တစ်ချက်နောက်တစ်ချက်က လူတွေမရှုပ်ထွေးဖို့လိုတယ်ကျွန်တော်အတွေ့ရအဲဒီ box တဲမှာလူတွေမရှုပ်ထွေးနေဘူးလိုတယ်အဲ့တော့လူတွေမရှုပ်ထွေးဖို့အတွက်ဆိုကိုကသားသမားတွေကအခုတောင်းငံမိုးကာဝယ်တဲ့အခါကျရင် defending လုပ်တဲ့အသင်းတွေကကို own box တဲမှာဒီ office player ဆယ်ဦးလုံးရှိနေတတ်ကြတယ်အဲ့တော့ကျွန်တော်တွေးကြည့်တယ်လက်တွေ့ practical မဟုတ်ဘူးဒါကကျွန်တော် thought experiment လုပ်ကြည့်တာအဲ့တော့ဘာလဲဆိုတော့ box တဲမှာ9ယောက်ပဲနေမယ် box အပြင်မှာ ကောင်တာအထက်အတွက်ကျန်တဲ့9ယောက်တွားပြီးတော့စောင့်ပြီးနေမယ်အဲ့ဒါဆိုရင်ဒီတောင်းကမိုးကိုတိုက်စစ်စင်မဲ့အတင်းတိုက်စစ်စင်မဲ့အတင်းဟာအိုက်ပေါက်ထဲမှာကြောင်စည်းကလောက်မှ9ဦးရှိတဲ့အတွက်သူတို့ကအိုက်ပေါက်ထဲမှာလူ10ဦးလောက်နေရာချပြီးတော့အနိုင်ယူမယ်ဆိုတော့ပြဿနာတည်းရဲ့ပေါ်လာတယ်ကျွန်တော်ကအဲ့ဒီအရာဟာခက်ခဲတယ်လို့မြင်တယ်ဘာကြောင့်လဲဆိုတော့ကလောက်မှ9ဦးထဲနဲ့လေကိုကိုပေါက်ထဲကို မဝင်အောင်ကာကွယ်နိုင်ကြီးဟာရှိနေတော့မယ်။ကိုသမားကလှုပ်လှုပ်လှက်လှက်ရှာခွင့်ရမယ်ဆိုရင်နောက်တစ်ချက်ကတကယ်လို့သာကိုခန်းစစ်ကသားသမားကောင်းတိုက်ပြီးတော့ဒုံးဆိုဖြတ်ထုတ်လိုက်တယ်။အဲ့တော့အဲ့ဒီဘောလုံး second ball ကောက်မဲ့သူတွေ area အပြင်မှာအဲ့ဒီကသားသမားတွေကကောင်တာကိုတန်းဆောက်ရမယ်တစ်ချက်။နောက်တစ်ချက်ကကိုကိုကသားသမားကောင်းတိုက်ဖြတ်ထုတ်တာမဟုတ်ဘဲနဲ့ကိုသမားလက်ထဲကိုရောက်သွားခဲ့ရင်စစ်ကြိုက် အကောင်းဆုံးကစားသမားကိုရွေးပြီးတော့လက်နဲ့ပြစ်ပေးလိုက်ပြီးတော့ကောင်တာကိုစရုံပဲဆိုတော့တကယ်သာနေရဲမယ်ဆိုရင်ပေါင်းစင်းမှာကိုကစားသမား9ယောက်ပဲနေလိုက်တော့သုံးမဟုတ်6ယောက်သုံးမဟုတ်9ယောက်ပေါ့9ယောက်6ယောက်ပဲနေလိုက်တော့ဘောက်အပြင်မှာပဲမင်းတို့တွင်းနိုင်ရင်တွင်းကြသန်းกว่าဆိုပြီးလွတ်ပေးလိုက်ဒါကျွန်တော်အတွေ့အကြုံပြောတာအဲ့လိုအနေထားမျိုးမှာကျွန်တော်ထင်တယ်အဲ့ဒေါင္ကဘောကံမဲ့အသင်းအာဆနယ်ရလို့မဟုတ်ဘယ်အသင်းဖြစ်ဖြစ် အဲ့ box ထဲမှာထက်ကောင်တာလမ်းကြောင်းကိုပြန်ဆောင်းဖို့အတွက်လူသုံးရတော့မယ်လူသုံးတဲ့ခါကျရင် box ထဲမှာ attacking set piece ကိုအသုံးချမဲ့ခစားသမားနှဲသွားမယ်နှဲသွားတယ်ဆိုရင်အဲ့ box ဟာ space ချောင်းသွားမယ်ချောင်းရင်ကိုယ်သမားအတွက်အားသာချက်ရှိတယ်အဲ့ဒါကျွန်တော်အတွေ့ပဲအဲ့တော့ဒါမျိုးကိုကျွန်တော်ကမမြင်ဘူးဒါပေမဲ့ကျွန်တော်တို့ကလွယ်လွယ်ပြောရင်အဲ့လို၅ရောက်၅ရောက်မပြောနဲ့၂ရောက်၂ရောက်၃ရောက်၃ရောက်ကျွန်တော်တို့ဘောလုံးတွေကစားခဲ့မှုတယ် လက်ဟိုဖြတ်တင်ပေါ်တင်ပေးတယ် training တွေမှာ တင်ပေးတယ်တိုက်စစ်ကစားမှာ3ယောက်ခိုင်းကစားမှာ3ယောက်ပိုးသမားနဲ့အင်မတန်ကိုးခဲ့တယ်အဲ့ဒီဘောလုံးဟာ အရန်တိကျမှာတိကျသည့်တိုင်အောင် အကောင်းဆုံးအနေထားနဲ့ခုံနိုင်မှာအကောင်းဆုံးအနေထားနဲ့ခုံနိုင်သည့်တိုင်အောင်ကိုးပေါက်ထဲကိုဝင်အောင်တိုက်နိုင်မှာဝင်အောင်တိုက်တဲ့အခါမှာကိုးသမားလက်နဲ့ကာခွယ်မယ်ကိုးသမားထွက်ပုံမယ်ထွက်ဆွဲမယ်ကိုးသမားအဲ့ဘောလုံးကိုစိတ်ကြိုက်တာပြေးခွင့်ရနေရင်အဲ့ကိုးသမားကဒီ ဘယ်လိုခေါ်မလဲဆိုတော့ဆော့ဖန်လိုက်တာထောင်းမျိုးစုံလုပ်လို့ရတယ်ဖန့်လုပ်လိုက်လို့ရတယ်အဲဆိုလိုဟာမျိုးတွေဆိုတော့အရေးကြီးတာ box ထဲမှာပြန်ပြတိုက်စစ်ကစားသမားတွေနဲဟုတ်ပဲဆိုတော့ကျွန်တော်ကအဲ့ဒီနီလန်ကိုကျွန်တော်ကျွန်တော်တွေးမိနေတာ Arsenal ကိုရဲ့ဒီ attacking surface တွေကိုပြန်ပြတွေဘလို့ကာဝယ်တင်တယ်လဲသို့မဟုတ်တခြားဘယ်အသိမဆိုရဲ့ attacking surface တွေကိုပြန်ပြတွေဘလို့ကာဝယ်တင်တယ်လဲတကယ်သာလုတ်ရဲရင်ကျွန်တော်က အဲ့ဒီကစားသမားတွေပေါ့စတင်းမှာလူနည်းနည်းပဲနေရယူသိကြတယ်အဲ့ဒါကဒီပွဲရယ်လို့မဟုတ်လွန်ခဲ့တဲ့ကျွန်တော်၄ရက်လောက်ကပေါ့၄လောက်ကကျွန်တော်တောက်လျှောက်ကျွန်တော်တွေးနေတဲ့အတွေ့အကြုံအတွေ့ပဲဆိုတော့ဒါကြီးကလက်တွေ့ကြမကြကျွန်တော်လည်းမသိနိုင်ဘူးလေဟိုဘယ်သူမှလည်းမလုပ်ဘူးမလုပ်ဘူးတဲ့အတွက်ဒါဒါကိုအတွေ့အနေနဲ့ကျွန်တော်ထားလိုက်တယ်ဒါပေမဲ့တိုက်တိုက်ဆန်ဆန်ပဲတကယ်တိုက်တိုက်ဆန်ဆန်ပဲအဲ့ဒါကျွန်တော်ညမှာပြောဒီဘက်မှာ Chelsea ဟာ Arsenal အသင်းကို ကာကွယ်သွားတဲ့ပုံစံအာဆနာအသင်းလူတွေဖြန့်ထားတာကိုအာယုံစိုက်ဖို့တက်အာဆနာအသင်းရဲ့ဒီအန်ဒီယဆုံကိုလာမဲ့ကစားသမားတွေကိုသာကတ်ချင်း3 vs 3 3 vs 3 3 vs 3တွေပဲအဲ3 vs 3တွေပဲမှာကိုသမားစီကိုအမြဲဥတည်လေးရှိတဲ့ကစားသမားတွေကိုပိတ်ဆို့ထားခြင်း direct ground တိုက်တာနဲ့ကိုယ်နဲ့နိုင်သောနေရာမှာရှိတဲ့သူကိုပိတ်ဆို့ထားခြင်း အဲ့တော့မီးပြတ်သွားလို့ sorry ပါဒီကျွန်တော်ဟိုအဆက်အဆက်အလေးငယ်ပြတ်သွားတယ်ဆိုတော့အခုဒါကျွန်တော်ပထမဆုံးအနေနဲ့အဲ့ဒီပွဲမှာအာဆနာအသင်းရဲ့တောင်းကံပေါ်၃ဂိမ်းအဲ့ဒီ၃ဂိမ်းကဒါဘူကာယိုဆက်ကာရိုင်း၄၄မိနစ်ဘူကာယိုဆက်ကာ48မိနစ်49မိနစ်ရိုင်းပီးကန်ဒီမှာဒါဝီလန်ဆလိုင်ဘာတစ်ဂိမ်းပေါ့နော်ပြီးတော့69မိနစ်မှာဘူကာယိုဆက်ကာဆိုတော့ဆက်ကာ၂ဂိမ်းဒက်ကလာရိုက်တစ်ဂိမ်းဆိုတော့ပထမဆုံးဒီဘူကာယိုဆက်ကာရဲ့တောင်းကံပေါ် ော့အဲ့ဒီ down gun ပေါ်ကအခုဒါကျွန်တော်ပုံလဲပေါ့နော်ပုံနေတဲ့ဒါ circle thing ကနေပြီးတော့ဒါထုတ်ပေးလိုက်မယ်ဆိုတော့ပထမဆုံး down gun ပေါ်ကိုပြောရရင်အဲ့ဒီပထမဆုံး down gun ပေါ်မှာ Arsenal ကစားသမားတွေစုံထဲမှာအခြေအတွက်များတယ်လို့ပြောရမှာအခြေအတွက်များတယ်ဆိုတာကကျွန်တော်တို့ဒီ Arsenal ရဲ့ဒီ Ezey ရှိမယ် Zubimendi ရှိမယ် Hankapie ရှိမယ်ပြီးတော့တခြားကစားသမားတွေလည်းရှိတယ်ဒါပေမဲ့ တကယ်အာစနယ်အမြဲတမ်းဒီတိုင်မက်ကိုသမားစီကိုဥတည်လာပြီးတော့အနီးကပ်ကောင်းတွေတိုက်သွားလေးရှိတဲ့နေရာကဖာပို့စ်မှာအဝေးတိုင်းတောင်းမှာအဲ့တော့အဲ့ဒီအဝေးတိုင်းတောင်းမှာအခုဒီအဲ့ဒီအခုကျွန်တော်တို့ပြတဲ့ပုံပေါ့နော်ဒီပုံကိုကြည့်လိုက်ရင်အဲ့မှာဒီမော့စကာရာမော့စကာရာကိုကျွန်တော်အဲဒါဖာနန်ဒက်စ်ကတ်ထားတာတွေ့လိမ့်မယ်ပြီးတော့ဒီယူရန်တီမာကိုရီစတေးဒါနံပါတ်24ကတ်ထားတာတွေ့လိမ့်မယ်အဲ့တော့အမှဝက်စလီဖိုဗာနာလွတ်နေတယ် ်ကြောက်ဘက်ထရိုလွတ်နေတယ်အဲ့တော့ဆက်ပြီးတော့တတိထားစီခြင်းကြည်စီခြင်းတာကအန်ဇိုဖန်ဒက်စ်ရဲ့ရီးစ်ဂျိမ်းစ်ရဲ့ကြောက်ဘက်ထရိုရဲ့ပဲကျန်တဲ့ကစားသမားတွေအဲ့လောက်မဟုတ်ဘူးเนาะဆိုတော့အခုနောက်တစ်ပုံပြောင်းတဲ့အချိန်ကိုကြည်လိုက်ရင်ကျွန်တော်တို့အမှဂိုးသမားရဲ့အနောက်ဂိုးစီးတဲ့ကိုထင်ပါလားလဲနေပြီရီးစ်ကတောက်လျှောက်လူကာထားတာအဲ့တော့လူကာထားတဲ့နေရာမှာသူဆွဲလာရမ်းလာပါမလုတ်ပဲနဲ့လူပဲကာထားတာ လက်တွေကိုမတုံတော့လက်တွေကိုအဆန်ဆာတွေးရမယ်။ဘာကြောင့်လဲဆိုတော့ကွင်းလေဒိုင်လူကြီးရဲ့အမြင်မှာ ဖောင်းအဖြစ်ဟိုတတ်မှတ်ခံမှာဆိုလို့ဆိုတော့အဲ့မှာကျွန်တော်တို့ကဒီ Jordan Tema ပြီးခဲ့လောလောလတ်လတ်ပူပူနွေးနွေးပဲဒီ Manuel Neuer ကိုကိုယ်မအနောက်ကနေပြီးထွက်လာပြီးအရှေ့ကနေဖြတ်တိုက်သွားတဲ့ကိုဆိုတော့ Jordan Tema ကအမြဲအဲ့လိုလုပ်လို့ရှိတယ်ပြိုင်မဲ့ကိုယ်တမကိုသူဝင်ခုတယ်ဝင်တိုက်တယ်ဆိုတဲ့ကိစ္စမျိုးတွေလုပ်လို့ရှိတယ်။ Race 2ကိုတိုင်လာတယ်။အဲ့တော့ ဒါဒီ mosquera mosquera စီကို mosquera လာတဲ့အချိန်မှာဝါစီဖိုဝါနာရှိကိုသူရောက်လာပြီသူဖြတ်ပြီးတော့ဝင်လာပြီအဲ့ဝင်လာတဲ့အချိန်မှာကျွန်တော်အဲ့မှာဂျောက်ဘတ်ရိုကိုကြည့်မယ်ဂျောက်ဘတ်ရိုဘာလုပ်နေလဲဆိုဂျောက်ဘတ်ရိုကဟိုးမှာတောင်းကန်ဘောကံမဲ့ဘူကာယိုဆာကာကိုသူစိတ်မဝင်စားဘူးဂျောက်ဘတ်ရိုရဲ့အလုပ်ကဘောလုံးကိုစောင့်ကြည့်ဖို့မဟုတ်ဘူးရန်နာကိုစောင့်ကြည့်ဖို့အဲ့ရန်နာကအဲ့ဘောလုံးမှာလွတ်ထွက်လာတယ် အဲ့ဒါမော့စကရလွတ်ထွက်လာတယ်လွတ်ထွက်လာတဲ့အချိန်မှာဂျောက်ဘတ်ရိုကဒီမော့စကရအနောက်မှာလိုက်လာတဲ့အဲဒါဖာနန်ဒက်စ်ရဲ့ပြီးတော့အဲ့ဒီအန်ဒီရဆုံးကိုရောက်လာပြီရောက်လာပြီဆိုတဲ့အခါမှာဂိုးသမားအရှိအထိအဖြတ်မခံဘူးတကယ်လို့ဂိုးသမားအရှိကိုသာမရောက်တော့ဘူးဆိုရင်အဲ့ဒီဘောလုံးကမော့စကရစီတက်တဲ့လာရင်တော့မှလွတ်လွတ်လပ်ဖြစ်နေတဲ့ကျွန်တော်တို့ကိုသမားရောဘတ်ဆန်ချက်စ်က AC ဆွဲသွားလို့ရတယ်အဲ့တော့ဂျောက်ဘတ်ရိုကမော့စကရကိုထပ်ပြီးတော့ခုထားတယ်ခုထားတဲ့ခင်မှာအဲ့မှာ အဲ့ဒီဘောလုံးဖူကာကိုဆာကတင်လိုက်တဲ့အချိန်မှာအကျိုးရန်တမလဲနေပြီပြီးတော့မော်စကရာအကြောက်ဘတ်ရိုစီရောက်သွားပြီအဲ့ဂျန်ဘတ်ရိုဟာလုံးဝမာကတ်မကင်ထားပဲနဲ့ရန်နာဘူးပဲစောင့်ကြည့်တဲ့သူအဲ့လိုပဲရန်နာဘူးပဲစောင့်ကြည့်တဲ့သူနောက်တစ်ယောက်ကကျွန်တော်ခူခူရီးယားခူခူရီးယားကအဲ့ဒီအပြင်ကနေပြီးတော့လာတဲ့ရန်နာတွေကိုစောင့်ကြည့်တဲ့သူခူခူရီးယားကဒီမှာဟန်ကပီယေကို လုံးထားလိုက်တယ်အဲ့တော့အဓိကချယ်ဆီကစားသမားတွေလောက်တာကဘာလဲဆိုတော့ တောင်းကန်ဘောကန်တဲ့သူကိုမကြည့်ဘူးကန်လိုက်တဲ့ဘောလုံးကိုမကြည့်ဘူးအန်ဒီအဆုံးဝင်လာတဲ့သူတွေကိုအထီးကအာယုံဆိုင်သွားတာအခုကိုရီးယားကအဲ့မှာကဒီဟိုဘလကွန်လဲဆိုတော့ဟင်ကပီးရေးကိုသူတောက်လျှောက်ကတ်လိုက်တယ်ပေါ့ကျွန်တော်တို့အဲ့မှာဒါပထမတောင်းကန်ဘောနောက်ဒုတိယတောင်းကန်ဘောအဲ့ဒုတိယတောင်းကန်ဘောမတိုင်း sorry ဟိုထပ်ပြီးတော့ပြောစရာရှိတာကအဲ့ဘောလုံးကကျွန်တော်တို့ရော့ဘတ်ဆန်ချက်အေးစစ်စစ်ပဲမိသွားတယ်အဲ့ပထမတောင်းကန်ဘောက ဲ့တော့မိသွားတဲ့အချိန်မှာကျွန်တော်တို့စပြီအမောက်ဘာလို့လဲဆိုတော့ပက်ဒရိုနက်ထိုပက်ဒရိုနက်ထိုကပြေးလမ်းကြောင်းစပြီအဲ့တော့နက်ထိုပြေးလမ်းကြောင်းစတဲ့အချိန်မှာရောဘတ်ဆန်ချက်စ်ကအဲ့ဒီနက်ထိုရှိတဲ့စီကိုပြေးတက်တယ်တက်ပြီးတော့သူဒီဘလိုကွန်မန့်ဆိုတော့အဝေးပေါ်လက်နဲ့ပြတ်တာမဟုတ်6လောင်းနဲ့ဒါပေမဲ့6လောင်းနဲ့မြေလိမ့်ပေါ်လှမ်းပြီးတော့ကန်ပြီးတယ်ချယ်ဆီတံမြန်တိုက်စစ်ချင်းချင်းစနိုင်တယ်အဲ့ဒီအခြေအနေကနေပြီးတော့ဒါကိုမရပါဘူးအဲကိုရခြင်းမရခြင်းထက်ချယ်ဆီမှာ ိုးသမားမိပြီဆိုတာနဲ့ပြန်ပြီးတော့ကောင်တာပြေးမဲ့လမ်းကြောင်းတစ်ခုရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါပထမတောင်းကံဘောနော်ဆိုတော့ဒုတိယတောင်းကံဘောကကျွန်တော်ပထမပိုင်းပြီးကန်နေမှာအဲ့တော့အဲ့ဒီပထမပိုင်းပြီးကန်နေတောင်းကံဘောအာဆနယ်ကပထမပိုင်းမှာဒီတောင်းကံဘောနှစ်ချိန်ရတယ်44မိနစ်နဲ့48မိနစ်6စီးတစ်ချိန်မှမရဘူးအဲ့ဒီဒုတိယတောင်းကံဘောဒက်ဂလန်ရိုက်ကျင်တယ်ဒက်ဂလန်ကျင်တဲ့အချိန်မှာကျွန်တော်ဒီအနောက်ပိုင်းဇုံကိုအထိကဟိုဒီပုံမှာအနောက်ပိုင်းဇုံကိုအထိကကြီးစေကျင်တယ်အဲ့ဒီမှာ ထုံးစံအတိုင်းပဲအာဆင်ဟာပြိုင်ဘက်တွေကိုဒုက္ခပေးလို့ရှိတဲ့အဝေးတိုင်းသို့မဟုတ် far post မှာ mascara ရှိမယ် urian timber ရှိမယ်ပြီးတော့ color fury တယောက်ထဲလွတ်ပြီးကြံခဲ့တော့တွေ့လိမ့်မယ်အခုဒီပုံမှာဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ဖို့လိုတာကဘာလို့လဲဆိုတော့အကြောက်ဘက်တို့ဘာလို့နေလဲဆိုဘသူကိုမှမကတ်ထားဘဲနဲ့ runner ကိုပဲသူစောင့်ကြည့်တယ်အဲ့ဒီ runner ကိုစောင့်ကြည့်တာက color fury ဝင်လာခဲ့ရင်သူကစောင့်ကြည့်တာဒါပေမဲ့ color fury က timing တွက်တာနည်းနည်းလေးလွဲသွားတယ်အဲပြီးတော့ဒီ declare ကန်တဲ့အချိန်မှာသူတော်တော်ဝိုးဝေးမှရှိနေသေးတယ်ရှိနေသေးတဲ့အတွက်ဂျောဘတ်ရိုကဒီဘက်ကိုပြန်လှည့်လိုက်တယ်တကယ်လို့သာဘောလုံးကအဝေးတိုင်းကိုလာလို့ color fury c ကိုလာတယ် color fury ကလည်းပြေးတက်လာမယ်ဆိုရင်ဂျောဘတ်ရိုကအဲ့ color fury ကိုတောင်းအယူမှာဒါပေမဲ့ဒီကိုမှလည်းကျွန်တော်တို့ဘာကိုတွေးရလဲဆိုရင်အတိအကတော့အဲ့ဒီဆော့ဆော့ဖြစ်စေအတိုင်းပဲကိုသမားစီကိုပြေးနေတဲ့ ပြီးတော့ရှုပ်ထွေးသွားအောင်လုပ်မဲ့ဒီဂျူရီယန်တင်ဘာပြီးတော့အမော့စကူရာအဲ့ဒီကစားသမားနှစ်ဦးကိုလမ်းမှာရောက်ဖျက်တားထားတယ်တားထားတဲ့အချိန်မှာဒန်နရိုက်တင်တဲ့ဘောလုံးဟာရောဆန်ချက်လွတ်လွတ်လပ်လပ်ပုတ်ထုတ်သွားလို့ရတယ်အဲ့ဒီဘောလုံးကကံကြပါဝါပြင်းတဲ့အတွက်သူဆွဲဖမ်းလို့မရဘူး။ဒါပေမဲ့သူပုတ်ထုတ်လိုက်တယ်။အဲဒီပုတ်ထုတ်လိုက်တဲ့အကျိုးဆက်ကဘာဖြစ်သွားလဲဆိုတော့ဒီပုံမှာကျွန်တော်မြင်ရပြီ။အဲဒီပုတ်ထုတ်လိုက်တဲ့ဘောလုံးဟာ ကျွန်တော်တို့နောက်ထပ်ဘက်ထရိုနှစ်တိုးရဲ့ပြေးလိုက်ကြောင်းတစ်ခုအစေးလိုက်ရပြန်ပြီပထမတစ်ချိန်တော့ငါဘူခါယိုဆာကဘက်ထရိုနှစ်တိုးရဲ့ပြေးလိုက်ကြောင်းအစေးလိုက်ရတယ်ဒုတိယချိန်အဲ့လိုပဲဒီဘက်ထရိုနှစ်တိုးပြေးလိုက်ကြောင်းပေါ်တယ်အစေးလိုက်ရတယ်ဆိုတော့ဒီနေရာမှာလည်းကျွန်တော်တို့ဒီမီခဲလ်အာထက်တာတို့ဒီနီကိုလတ်ဂျိုဗာရောကလည်းတကယ်လို့များချယ်ဆီဘက်ကဒီကိုသွားမိသွားခဲ့ရင်နှစ်ထိုးကိုအစေးကိုတောင်းပေးထားပုံရတယ် အဲ့ထားပါတော့ဒါဒါအာဆင်နယ်ဘက်ကပြန်ပြီးတော့ပြင်ဆင်တဲ့အပိုင်းပေါ့အဲ့တော့ကျွန်တော်ကအဓိကအခုဒါ Chelsea ရဲ့ Arsenal ရဲ့ set piece ကိုတားဆီးတဲ့ပုံစံအဲ့မှာတားဆီးတဲ့ပုံစံမှာကျွန်တော်ပထမအစောပိုင်းမှာကျွန်တော်ပြောထားတယ်ကျွန်တော်စိတ်ကူးတဲ့ခါဟာကအဲ့ဒါကတတိယတောင်းခံပေါ်မှာအဲ့ပွဲချိန်69မိနစ်မှာအဲ့ဒီပုံစံကကျွန်တော်အမြဲစိတ်ကူးနေမိနေတဲ့အခုဒီရပိုင်းတွေမှာကျွန်တော်တောက်ချောက်ဒီပုံစံကကျွန်တော်အကြိုက်ပဲအဲ့မှာကျွန်တော်တို့ Chelsea က10ယောက်ကျန်10ယောက်ယောက်နေတယ် အဲ့တယောက်ယော့နေတဲ့အနေအထားမှာ out of field player 6ယောက်ရှိတယ်6ယောက်မှာကျွန်တော် marking နဲ့3ဦးရှိတယ်ပြီးတော့ဒီ blue complex ဆိုတော့ဆက်ချက်ခိုက် C နဲ့ဒီ7ခိုက် penalty spot ကြားမှာတယောက်ရှိတယ်ကျန်တဲ့ကစားသမား2ဦးကအလွတ်အဲ့မှာကျွန်တော်တို့လွတ်နေတဲ့ကစားသမားကြီး Maruki မြင်ရလိမ့်မယ် Maruki လုံးဝအလွတ် Maruki ရဲ့ခေါင်းတိုက်စွမ်းရည်ကြောင်းတော်လောက်ကောင်းရက်နေတဲ့နေရာကြောင်းတော်လောက်ကောင်း ပြီးတော့မာရီကီစီကိုလာမယ်ဆိုရင်ရောမတ်ဆန်ချက်စ်တက်ဆွဲလို့ရတာကြောင်းတော့လကောင်းမာရီကီလုံးဝမာကင်အကမကန်တော့ဆိုတော့ချဲလ်စီကလုံးဝလွတ်ပေးထားတယ်လွတ်ပေးထားတော့အဓိကအမဂနာချိုတို့ပက်ဒရိုနက်တိုတို့လီယန်ဒီလပ်တို့ညံလုံးမြင်တယ်ကောင်တာဒုက္ခပေးနိုင်တဲ့ကစားသမားတွေကရဲရဲတင်းတယ်ပဲဒီမှာဘလိုကောင်လဲဆိုတော့ကိုသမားမိတဲ့ဘောလုံးကိုတံမြန်တိုက်စစ်ဆင်ဖို့စောင့်ဆိုတော့အဲ့လိုကစားသမား၃ဦးလောက်ကရဲရဲတင်းတယ်စောင့်ရင်အာဆနယ်ခံစစ် ာဆင်နယ်အတင်းဘက်ကလည်းအဲ့ဒီကစားသမားသုံးကိုပြန်စောင့်ကြည့်ရတဲ့အတွက်အာဆင်နယ်ရဲ့ဟိုဘောက် area ဒီ Chelsea ကိုဘောက်တဝိုက်မှာလူအများကြီးတွားနေဖို့အစီအစဉ်ကအော်တိုပြတ်တယ်။ဒါကြလို့အဲ့ဒီကစားသမားတွေကိုထားခဲ့ပြီးတော့အာဆင်နယ်ကစားသမားသုံးဦးကပေါက်ဆဲသွားရင်သူပေါက်ဆဲမှာသူတို့လွတ်တဲ့သူတွေများနေတယ်။အဲ့ဒီများတဲ့အချိန်မှာ Chelsea ဘာလုပ်မလဲကျွန်တော်မသိဘူး။ကျွန်တော်အမြင်အရဆိုရင်တော့ Chelsea အဲ့သုံးဦးတွေက တဦးတော့ပဲပြန်စင်းပြီးတော့လွတ်တဲ့သူတွေကိုအလွတ်ခံထားပြီးတော့ကိုယ့်ဘက်ကတံပြန်တိုက်စစ်စင်ဖို့စောင့်နေရင်ဒီတိုက်စစ်စင်မဲ့အတင်းတောင်းငံဘောကတ်မဲ့အတင်းကလည်းအရန်မစွန့်စားရဲဘူးအရေးကြီးတာကအဲ့ဒီကစားသမားတွေကိုပြန်စောင့်ဖို့ဒီအလုပ်ကလုပ်ဖို့လောက်ရတာ basically လောက်ရတဲ့အလုပ်ပဲဆိုတော့အဲ့ဒီအနေအထားဒီတက်ပြတောင်းငံဘော69မိနစ်မှာဘူကာဆက်ကကန်တောင်းငံဘောမှာအဲ့ဒီ Chelsea ရဲ့အဲ့ဒီ setting ကကျွန်တော်အကြိုက်ဆုံးပဲကစားသမား3ဦးတိုက်စစ်စုံမှာတွားနေပလိုက်တယ်ပုံမှန်အားဖြင့်ကျွန်တော်ပုံမှန်မြင်နေရတယ် Premier League ပွဲစဉ်တွေမှာ ောင်းကမောပြရပြီဆိုတောင်းကမောဟာကြောက်စရာကောင်းတဲ့လက်နက်တွေဖြစ်လာတဲ့အတွက် office player 10ဦးလုံးကိုခတ်စစ်ဇုံထဲမှာနေတယ်10ဦးလုံးဆိုတဲ့နေရာမှာတချို့ကကိုရီးယားနာမှာတချို့ကဒီဆက်ချက်ခိုက်စီးထိတ်မှာဖြန့်ပြီးတော့နေကြတယ်အခုကရှင်းရှင်းလင်းလင်းပဲဒီမှာအဲ3ယောက် a trial ပုံစံအဲ့တော့အဲ3ယောက်ရှိနေရပြီ Arsenal 3ယောက်အပြင်ရောက်သွားတယ်။ Arsenal 3ယောက်အပြင်ရောက်သွားတော့ box ထဲမှာ လူကအရန်ချောင်သွားတယ်ပေါက်ချဲမှာလူချောင်လေးကိုသမအတွက်အခွင့်ရေးကောင်းနေပဲအဲ့မှာလဲဘူခါယိုဆာကာရဲ့တောင်းကံမိုးကျွန်တော်တို့မြင်ရပြီအဲ့ဘူခါယိုဆာကာရဲ့တောင်းကံမိုးဟာကျွန်တော်တို့အဲကိုသမဒီရောဘတ်ဆန်ချက်စ်ရဲ့လက်ထဲကိုတန်းရောက်သွားတယ်တန်းရောက်သွားတဲ့အချိန်မှာရောဘတ်ဆန်ချက်စ်မိပြီးတော့ပြေးတက်လာပြီဆိုတော့ချယ်ဆီကစားသမား၃မှာနေရာခွဲထွက်သွားတာတွေ့ရလိမ့်မယ်အဲ့တော့နောက်ထပ်ကောင်တာလမ်းကြောင်းတစ်ခုဆိုတော့တကယ်လို့ဒီ69မိနစ်မှာအာဆနယ်ကဒီတောင်းကံမိုးဆက်မရတော့ပွဲပြီးတဲ့အချိန် တကယ်လို့ဆက်တာရအောင်မယ်ဆိုရင်ချယ်ဆီကအိုက်ပုံစံနဲ့ဆက်သွားတော့မှာကျွန်တော်တို့ထင်တယ်။ဆိုတော့ချယ်ဆီကဒါအာဆနယ်ကိုယဉ်ဆိုင်တာမဟုတ်လို့ဒီပုံစံသုံးတာလားတော့မဟုတ်နောက်လာမယ့်ပွဲတွေမှာလည်းဒီ defending set piece ပေါ့နော်တောင်းကန်ဘောတွေကိုကာဝယ်တဲ့အခါမှာဆိုတော့ဒါကဟိုရှင်းရှင်းပြောရင်ဟို free kick တို့လက်ဖြစ်ဘောတို့ကိုသွားလုပ်လို့မရဘူး free kick တို့လက်ဖြစ်ဘောလက်ဖြစ်ဘောဟာလက်နဲ့ပြစ်တာဖြစ်တဲ့အတွက်လွတ်တဲ့သူကိုတောင်းကန်ဘောလောက်ပါဝါမပါဘူးမဲ့လွတ်တဲ့သူကိုစိတ်ကြိုက်ရှာပြစ်လို့ရတယ်။နောက် free kick ဟာ ီ central zone ကနေပြီးတော့တင်ပေးတာမျိုးဖြစ်တဲ့အတွက်ဟိုးတောင်းအစုံးကမဟုတ်တဲ့အတွက်အဲ့မှာကအဲ့ကိစ္စတွေကလုံးလို့မရဘူးဒါပေမဲ့တောင်းကန်ပေါ်မှာအဲ့ဒီလက်ပြပေါ်မှာလည်းတချို့အခြေအနေမှာလုံးလို့တော့ရတယ်ဆိုတော့ထားပါတော့ဒါတော့ Chelsea ဒီဘောမှာပြသခဲ့တဲ့ဒီ defensive ပေါ့နော် defensive surface တွေရဲ့ setting template အဲ့အဲ့ပုံစံ Chelsea ကိုယ်တိုင်ဆက်သွားမလားဆက်သွားရင်းနဲ့အောင်မြင်လိုက်တခြားအသင်းတွေဆက်လိုက်မလားမလိုက်ဘူးလားတော့ကျွန်တော်မသိဘူးဒါပေမဲ့ အော်ဒီပုံစံကဒီပွဲမှာတော့အောင်မြင်လေဆိုတာတွေ့ရတယ်ဆိုတော့เนาะဒါတော့ဒီ Chelsea နဲ့ Arsenal ပွဲက Chelsea အသင်းရဲ့ဒါ defending service နဲ့ပတ်သက်ပြီးတော့ဒီ Arsenal ရဲ့အဓိကလက်နက်ပုံးဖြစ်တဲ့ဒီတေကန်ဘောတွေကနေပြီးတော့ကိုသွင်းနိုင်ခြင်းအပေါ့သူတို့တွေးခဲ့တဲ့ဒီအကြံအစီပြီးတော့သူတို့ရဲ့ view ဟာအဆင်ပြေခဲ့တဲ့အောင်မြင်ခဲ့တဲ့ဆိုတဲ့အကြောင်းကို30တက်ဆက်ခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ဆော့ကောက်ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်